လူပေါင်း248ယောက်ကိုစတင်စမ်းသပ်လေ့လာခဲ့ပါတယ်။ဒီတော့ပညာရှင်တွေကအစမ်းသပ်ခံပုံကိုယ်တွေကိုအုပ်စု၃ခုခွဲခြားလိုက်တယ်။ပထမအုပ်စုကတော့ထိန်းချုပ်ရေးအုပ်စုဖြစ်ပြီးအလေးအထားကောင်းတည်ဆောက်မှုအတွက်သူတို့ဘလောက်ထိလေ့ကျင့်ထားရတယ်ဆိုတာကိုရိုးရှင်းစွာစစ်ဆေးမေးမြန်းခံရမယ့်သူတွေဖြစ်ပါတယ်။ဒုတိယအုပ်စုကတော့လှုပ်ဆော်ရေးအုပ်စုအဖြစ်သတ်မှတ်ထားပါတယ်။ဒီအုပ်စုမှာပါဝင်တဲ့သူတွေကတော့ဘလောက်ထိအားကစားလေ့ကျင့်ခန်းတွေလုပ်ထားနိုင်တယ် ဇာအုပ်ဖတ်ခြင်းစောင်းပါဖတ်ရှုလေ့လာခြင်းအတွက်အချမ်းနဲ့အချက်အလက်စုဆောင်းခြင်းတွေဘလောက်ထိလောက်ထားနိုင်နေဆိုတာကိုစစ်ဆေးခံရမှာဖြစ်ပါတယ်။သူတည်တနာပညာရှင်တွေကအဲ့ဒီအုပ်စုကိုကျမ်းမာရေးလေ့ကျင့်ကန်းလှုပ်ခြင်းကနှလုံးသွေးလွတ်ကြောဆိုင်ရန်အနေရရှိတဲ့ယောဂါတွေဖြစ်ခြင်းမှလျှော့ချပေးနိုင်ပြီးနှလုံးကျမ်းမာရေးကိုပုံမူတိုးတက်စေတဲ့အကြောင်းရှင်းလင်းပြောဆိုပေးပါလိမ့်မယ်။တတိယမြောက်နဲ့နောက်ဆုံးအုပ်စုကတော့ဒုတိယအုပ်စုလိုမျိုး ပြောဆိုရှင်းပြမှုတွေလက်ခံရရှိပါလိမ့်မယ်။သို့တော်လည်းတတိယအုပ်စုဟာလာမယ့်ရက်တက်ပတ်အတွင်းဘယ်အချိန်ဘယ်နေရာမှာဘလို့အစီအစဉ်တွေချပြီးအလေးအထကောင်တည်ဆောက်ရေးကိစ္စကိုလုံမှလဲလို့မေးမြန်းစစ်ဆေးခံရမယ့်သူတွေဖြစ်ပါတယ်။အထူးသဖြင့်တတိယအုပ်စုဝင်တွေအနေနဲ့အဖွဲ့ဝင်တဦးချင်းစီဟာအောက်ပါဝါကြကိုပြီးပြည့်စုံစွာမှန်ကန်အောင်ဖြစ်ဆက်ပေးရမှာဖြစ်ပါတယ်။ During the next week I will partake in at least 20 minutes of vigorous exercise on day at time in place. ပထမအုပ်စုနဲ့ဒုတိယအုပ်စုထဲမှာရှိတဲ့လူပိုင်း35ရာခိုင်နှုန်းကနေ38ရာခိုင်နှုန်းအထိအားလေးချိန်ခန်းတွေကိုရက်သက်တစ်ပတ်လင်းအနည်းဆုံးတစ်ချိန်ခန့်လှုပ်ဆောင်နိုင်တာတွေ့ရှိရပါတယ်။စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်ကတော့ဒုတိယအုပ်စုဝင်တွေအတွက်ပြောဆိုတင်ပြတဲ့ စိတ်ဓာတ်လှုပ်ဆော်ရေးဆာရပြောဆိုတင်ပြချက်တွေဟာအထိပ္ပယ်မဲ့ပြီးအပြုအမူပြောင်းလဲခြင်းအတွက်အကျိုးသက်ရောက်မှုထိထိရောက်ရောက်မရှိတာတွေ့ရပါတယ်တတရာအုပ်စုကတော့အဖွဲ့ဝင်တွေရဲ့97ရာခိုင်နှုန်းဟာအနည်းဆုံးတစ်ပတ်လျင်တစ်ကြိမ်ခန့်လေးကျင့်ခန်းလုပ်တာကြောင့်တာမန်လေးကျင့်ခန်းလုပ်နိုင်တဲ့နှုံးတာထက်နှစ်ဆပူနေတာတွေ့ရပါတယ်တတရာအုပ်စုဝင်တွေရဲ့ဝါကြကိုပြီးပြည့်စုံအောင်ဖြစ်စွတ်နိုင်စွမ်းအပေါ်သူတေသနာပြုသူတွေကပြီးပြည့်စုံအောင်အကောင့်ထဲ ဖို့ဆောင်ရွက်နိုင်စွမ်းရှိစေမယ့်ရည်မှန်းချက်ထားရှိသူတွေအဖြစ်ရည်ညွှန်းပြောဆိုသွားပါတယ်။တဏှာပြည့်ဒါကတင်ကဘယ်အချိန်ဘယ်နေရာမှာဘလို့ပြုမှုဆောင်ရွက်ရမယ်ဆိုတာအတွက်ကြိုတင်အစီအစဉ်ရေးဆွဲထားနိုင်ခြင်းကို ဆိုလိုပါတယ်။ဒါမှသာတင်ဟာတီးကြားအလေးအထားတစ်ခုတိစောက်ခြင်းဟာအကောင့်ထဲပေါ်ဖို့ဘလို့ရည်ရွယ်ချက်ထားပြီးကြိုတင်ပြင်ဆင်ထားတယ်ဆိုတာကိုရုပ်လုံးပေါ်စီမှာဖြစ်ပါတယ်။အပြုအမူပိုင်းစတင်ရင်အချက်ပြခြင်းဟာ အလေးအထားတစ်ခုကျေပြန့်စွာဖြစ်တည်နိုင်မှုအစပြုပေးနိုင်ပါတယ်။တင်အိတ်ကအတွင်းမှာရှိနေတဲ့ဖုံးကတကြီးကြီးအတန်မီနေတာကိုခံစားသိရှိမယ်။ချောကလက်ကွကီရဲ့အနံ့ကိုခံစားမိမယ်။လူနာတင်ကားရဲ့အုပ်အုပ်ဆွဲတံကိုကြားရမယ်ဆိုပါကအချိန်နဲ့ဒီနေရာပုံမူတည်ပြီးအပြုတ်အမှုတစ်ခုစတင်နိုင်ပါတယ်။ရေမှန်းချက်ကိုအကောင့်ထဲပို့ခြင်းဟာအပြုတ်အမှုတစ်ခုမကစတင်ဖြစ်ပေါ်စေဖို့တွန်းအားပေးမှာဖြစ်ပါတယ်။ ရည်မှန်းချက်အကောင့်ထဲပို့ခြင်းပုံစံတစ်ခုဖန်တီးနိုင်မှုအတွက် x ဆိုသောအခြေအနေတည်းအပေါ်ပေါက်လာခြင်းကျွန်ုပ်က y ဆိုသောတုံ့ပြန်မှုတစ်ခုဆောင်ရွက်ပေးရပါလိမ့်မယ်ဒါဟာဘာဖြစ်လျင်ဘာလုပ်ရမလဲဆိုတာကိုကြိုတင်အစီအစဉ်ရွေးဆွဲထားနိုင်ခြင်းပဲဖြစ်ပါတယ်ယာချီအရေးအတွက်ရှိသောလ ీల မှုတွေကရည်မှန်းချက်အတိုင်း BC အောင်ဆောင်ရွက်မှုတွေဟာကျွန်ုပ်တို့ရည်မှန်းချက်တွေကိုဆွေးမြေးစွာစုပ်ကိုင်းပြီးထိရောက်စွာအကောင့်ထဲပုံနိုင်ကြောင်းပေါ်ပြလျက်ရှိပါတယ် အကယ်၍တင်ကတုတ်ကွေးကာကွယ်စေးထိုးဖို့ရည်ရွယ်ထားရဆိုရင်တင်စေးထိုးရမယ့်တိကျတဲ့ရက်နဲ့အချိန်ကိုဥစွာရယူမှတ်သားထားရပါလိမ့်မယ်။အလားတူတင်ကဥမာကြီးကင်စာဖြစ်မဖြစ် စစ်ဆေးဖို့လိုရဆိုရင်၎င်းကိစ္စအတွက်ကြိုတင်ရက်ချင်းယူရမှာဖြစ်တယ်လို့စစ်ဆေးပြီးနောက်ပိုင်းမှာလည်းမှတ်တမ်းတွေကိုတင်စေထားရမှာဖြစ်ပါတယ်။လူအများစုအနေနဲ့အသုံးပြုပြီးသားပစ္စည်းတွေကိုပြန်လည်အသုံးပြုခြင်းပညာရက်လေ့လာခြင်းညအချိန်စစောအိပ်ရာဝင်ခြင်း ဆေးလိပ်ဖြတ်ခြင်းဆိုတဲ့အပြုအမူအမျိုးမျိုးအနက်မကောင်းသောအပြုအမူတွေကိုပြောင်းလဲပြစ်ဖို့အတွက် အခက်အခဲရှိနေတတ်ပါတယ်လူအများစုအနေနဲ့သူတို့ပြုမှုဆောင်ရွက်ရမယ်အလေးအထားအသစ်တွေအားလုံးအတွက်ဘယ်အချိန်ဘယ်နေရာမှာလက်တွေ့အသုံးချရမယ်ဆိုတာအသေးစိတ်အစီအစဉ်တွေရေးဆွဲထားတတ်ကြပါတယ်ထို့အတူလူအများစုဟာအသေးစိတ်အခြေခံကြတဲ့အချက်တွေကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲသူတို့ရဲ့အလေးအထားတွေကိုပြောင်းလဲဖို့ကြိုးစားတတ်ကြပါတယ် ကျွန်တော်ကကိုကိုကိုအခုလိုပြောပါလိမ့်မယ်။ငါအခုပို့ပြီးတော့ကျမ်းပါအောင် စားတော့တော့မယ်။ငါအခုစာရီပို့ပြီးရေးတော့မယ်။ကျွန်တော်တို့ကအောက်ပါအတိုင်းဘလောက်ပဲပြောဆိုနိုင်ကြသည်ဖြစ်စေဘယ်အချိန်ဘယ်နေရာမှာဘယ်တော့လောက်စတင်တော့မယ်ဆိုတာကိုတော့ဘတော့မှတတ်တတ်မှတ်မှပြောနိုင်ကြပါဘူး။တကယ်တော့ကျွန်တော်တို့ကအလေးအထားတွေကိုပြုပြင်မှုအခွင့်အရေးတွေရှိနေပြီမဲ့မျော်လင့်ချက်ကောင်းတွေလည်းထားရှိနိုင်ပြီမဲ့လက်တွေ့မှာအလေးအထားတွေပြုပြင်ရမယ်ဆိုတာကိုသာ အမှန်ရယုံရှိနေတာကြောင့်ဖြစ်ပါတယ်။အမှန်ဆိုကျွန်တော်တို့ကပြုပြင်ပြောင်းလဲခြင်းကိုအချိန်ကောင်းအခြေအနေကောင်းတွေပြီးနေချိန်မှာပြုပြင်ပြောင်းလဲခြင်းလုပ်ဖို့ကိုကိုကို တိုက်တွန်းလှုပ်ဆော်နိုင်ဖို့အရေးကြီးပါတယ်။ကျွန်တော်ကူကာရလေးကျင့်ငန်းတွေပို့ပြီးတော့လှုပ်ကျင်တယ်။ကျွန်တော်ဘဝအတွက်အကျိုးဖြစ်ထုံးမဲ့ကိစ္စတွေပို့ပြီးတော့လှုပ်ကျင်တယ်။ကျွန်တော်ကောင်းတဲ့အလေးအထားတွေအဖြစ်အသွင်ပြောင်းဖို့လက်တွေဆောင်ရွက်မဲ့ခိုင်မာတဲ့အစီအစဉ်တစ်ခု ရေးဆွဲရမယ်ဆိုတာတွေ ဆိုတာတွေဟာဖြစ်ချင်တဲ့ဆန္ဒတသက်ဖြစ်ပြီးလက်တွေ့အေးအေးယူဆောင်ရွက်မှုတွေမပါသေးပါဘူးလူအများစုအနေနဲ့အခိုင်အမာပြတ်သားတဲ့စုံပြတ်ချက်တွေမချနိုင်သေးသမျှလက်တွေ့ဆောင်ရွက်မှုကိုတွန်းအားပေးနိုင်မဲ့ကိုယ့်ကိုယ်ကိုတိုက်တွန်းလှုပ်ဆောင်နိုင်စွမ်းတွေလည်းအားနည်းနေပါလိမ့်မယ်တချို့လူတွေဟာသူတို့ဘဝတသက်တာအတွင်းတိုးတက်မှုတွေရအောင် လုပ်နိုင်မဲ့အချိန်ကုန်စောက်ဆိုင်နေတတ်ကြပါတယ်ဒါဟာလက်တွေ့မပါမတိကြတဲ့မျောလင်းတတ်ကြမျောလင်းချက်တာဖြစ်ပါလိမ့်မယ် တင်ကရီမန်းချက်ကိုအကောင့်ထဲပို့ဖို့အစီအစဉ်တွေချမှတ်ပြီးဆိုရင်တင်ကိုတင်နိုးချတက်ကြွလှုပ်ဆောင်နိုင်မှုအထူးတလဲစူးစမ်းနေစရာမလိုတော့ပါဘူးတင်ချမှတ်ပြီးတဲ့အစီအစဉ်တိုင်းသာ အတိအကျလိုက်နာဆောင်ရွက်ဖို့လိုပါတယ်ဥပမာအနေနဲ့ငါ chapter တခုကိုဒီနေ့ပြီးအောင်ရေးမယ်ငါဒီမနေ့တရားထိုင်ရမယ်လို့အစီအစဉ်အတိုင်းလိုက်နာဆောင်ရွက်ရပါမယ်တင်ကအရေးယူဆောင်ရွက်မှုတွေလုပ်နေတဲ့အခါအတန်မှာရုတ်တရက်ဆုံးဖြတ်ချက်ချစရာကိစ္စတွေမရှိဘူးလို့ပါတယ် ဒါကြောင့်ကြိုတင်ဆုံးဖြတ်ထားပြီးတဲ့အစီအစဉ်တိုင်းသာတိကျစွာလိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။အထက်ပါမဟာဗျူဟာကိုရိုးရှင်းစွာအသုံးချလိုတယ်ဆိုရင်အောက်ပါဝါကျကို ပြည့်စုံအောင်ဖြစ်ဆက်ပေးပါ။ I will behavior at time in location တေအလေးထတွေကဘယ်အချိန်စတင်ဖြစ်ပေါ်မယ်ဆိုတာတေချာမသိဘူးဆိုရင်အပတ်စဉ်တိုင်းပထမဆုံးနေ့ရက်လစဉ်တိုင်းရက်ပထမဆုံးရက်နှစ်တိုင်းရက် ပထမဆုံးရက်တွေမှာစောင့်ကြည့်ပေးပါလူအများစုရဲ့မျှော်လင့်ချက်တွေကအမြဲမြမားနေတတ်တာကြောင့်ပေါ်ပြပါနေ့ရက်ပထမဆုံးနေ့ရက်တွေမှာအလေးအထားတွေကို အမှန်တိုင်းထုတ်ပေါ်ပြသလေးရှိပါတယ်ကျွန်တော်တို့မှာမျှော်လင့်ချက်တွေရှိတယ်ဆိုရင်အေးအေးယူဆောင်ရွက်စရာကိစ္စတွေလည်းရှိလာမှာဖြစ်ပါတယ်ဘသူအတော့မစိုးတစ်လွင် လက်ဆက်သောစတင်ခြင်းတွေဟာစိတ်အားထက်သန်နှိုးကြတက်ကြွလာတယ်လို့မျိုးခံစားရမှာဖြစ်ပါတယ် လောကထဲမှာရှင်တန်ရက်တီဖို့အလေးအထားတွေကိုအချိန်တစ်ခုနဲ့နေရာတစ်ခုပေးဖို့လိုအပ်ပါတယ်။ထို့အခါတင့်ရီမှန်းချက်ဟာအချိန်နဲ့ဒီနေရာကိုတိတိကျကျသတ်မှတ်ဖို့ဖြစ်လာပြီးအချိန်ကောင်းမှကောင်းတဲ့ကိစ္စတွေကိုကောင်းသောအပြုအမူကောင်းသောအလေးအထားတွေနဲ့အကောင့်ထည့်ဖို့အစီအစဉ်ကောင်းတွေရေးဆွဲနိုင်ပါလိမ့်မယ်။အလေးအထားဟောင်းများအပေါ်အလေးအထားတင့်များစင့်တင်ခြင်းတင့်အလေးအထားများအားအလုံးစုံစစ်ဆေးနိုင်စေဖို့ရိုးရှင်းသောအစီအစဉ် ပြင်သစ်အတွေးခေါ်ပညာရှင်ဒဲနက်စ်ဒီဒရော့တာသူ့ဘဝတလျှောက်လုံးနီးပါးဆင်းဆင်းရဲရဲနေခဲ့ရသူဖြစ်ပါတယ်။သို့တော်လည်း1965ခုနှစ်ရဲ့တနေ့မှာတော့သူ့ဘဝတစ်ခုလုံးအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။တမီဖြစ်သူအိမ်တော်ပြုကန်ဤအချိန်အထိမင်္ဂလာလက်ထပ်ပွဲလုပ်ဖို့ငွေကြေးမတတ်နိုင်သေးပါဘူး။ဒီဒရော့ဟာငွေကြေးဥစ္စာမချမ်းသာတော့လဲထိုခေတ်ကအကောင်းဆုံးသောဆွေစုံကျန်းကိုရေးသားနိုင်ခဲ့သူတင်ပေါ်ကြောကြသောစာရေးဆရာတယောက်ဖြစ်ပါတယ်။ ထိုအချိန်ကရုရှားအင်ပါယာရဲ့အေဂရီကက်ထရင်းဒါဂရိတ်ကက်ထရင်းဒါဂရိတ်ကဆွေဆောင်ကျန်းရေးသူပညာရှင်ဒီဒရော့ရဲ့ငွေချေးအကျက်အတဲပြဿနာကိုကြားသိသွားတဲ့အခါဒီဒရော့အပေါ်တတနာဂိယူနာစိတ်ဖြစ်သွားတာပေါ့ကက်ထရင်းကစာဖတ်တာကိုဝါသနာပါပြီးစာအုပ်တွေကိုချစ်တဲ့သူဖြစ်ပြီးဒီဒရော့ရဲ့ဆွေဆောင်ကျန်းကိုလည်းအရင်နှစ်သက်ခဲ့တယ်ဒါကြောင့်ဒီဒရော့ရဲ့ကိုပိုင်းစာကြည့်တိုက်ကိုဝယ်မယ်လို့စတင်ကန့်လန့်လိုက်တယ် အေဂရီကက်ထရင်းကဒီဒရော့ရဲ့စာကြီးတိုက်ကို ပေါင်ငွေ1000ယနေ့ကာလတန်ဖိုးအရဆိုရင်ဒေါ်လာတသိန်းခွဲကျော်တန်ချင်းနဲ့ဝယ်ယူဖို့ကန့်လန့်ကန့်ကန့်လန့်ပါတယ်ဒီတော့သူ့အတွက်ရုတ်တရက်အပူဆောင်သုံးဆွဲနိုင်စေမဲ့ငွေကြေးအမြောက်အများရရှိခဲ့ပါတယ်အဲ့ဒီငွေကြေးပမာဏနဲ့တမိဖြစ်သူရဲ့မင်္ဂလာစိတ်ကုန်ကြခံနိုင်တဲ့အပြင်သူကိုယ်တိုင်စင်မြန်းဖို့ချက်သွေးအောင်ခြုံတဲ့ဝတ်ယုံကိုလည်းဝယ်ယူနိုင်ခဲ့ပါတယ် သူ့ရဲ့ကြက်သွေးရောင်ဝတ်စုံကအရန်ကိုလှပလွန်နဲ့တော်တော်ကိုလှတာပါဒါကိုသူကိုယ်တိုင်တရိထားမိလိုက်တာပါဒီဒရော့ကထိုအခြေအနေနဲ့ပတ်သက်ပြီးသူ့ရဲ့တင်းတယ်လှပတဲ့ဝတ်ယုံနဲ့ကြံတဲ့အဥ္စာပစ္စည်းတွေကြမှာနောက်ထပ်ညှိနှိုင်းဆောင်ရွက်စရာကိစ္စနောက်ထပ်စီးလုံးညှိညွတ်စရာကိစ္စနောက်ထပ်အလှအပတွေမလိုအပ်တော့ပါဘူးလို့ရေးသားခဲ့ပါတယ်မကြခင်မှာပဲဒီဒရော့ကသူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့သူ့ဘဝကို အစင်မြင့်တင်မှုလိုပြီးလို့သူ့ကိုယ်သူအားပေးတိုက်တွန်းလိုက်တယ်။သူကမူလရှိခဲ့တဲ့ခြုံတဲ့အထူးရဲ့နေရာမှာဓမတ်စကက်မျိုးကလာတဲ့ခြုံတဲ့အကောင်းစားကိုအစားထိုးလိုက်ပြီးသူနေတဲ့အိမ်ကိုလည်းဈေးကြီးတဲ့ကြောက်စစ်ဘဘူးလက်ရာတွေနဲ့အလှဆင်တယ်။ပြီးတော့ကြည်မှန်အကြီးကြီးတစ်ချက်ကိုဝယ်ယူပြီးမီးလင်းဖို့ဆင်ရဲ့အပေါ်မှာထားရှိလိုက်ပြီးမီးဖို့ချောင်းထဲမှာပိုကောင်းတဲ့ဇပွဲကြီးတစ်လုံးအစားထိုးလိုက်ပါတယ်။နောက်တော့ဟောင်းနေပြီဖြစ်တဲ့ဂျိန်ကလတ်ထိုင်ကုန်နေရာမှာ လေသာဖုံးပါတဲ့ကလထိုင်တစ်တွေအစားထိုးလိုက်တယ်။သူကပြစ်စီဟောင်းနေရာမှာအစ်စ်တွေထဲ့ဖို့တခုပြီးတခုဝယ်တော့တာပေါ့။တေချာလေးလာကြည့်ရင်ဒီဒရော့ရဲ့အပြုတ်အမှုတွေဟာတမန်ထက်ထူးခြားနေတာမဟုတ်ပါဘူး။သူကပြစ်စီအဟောင်းတွေရဲ့နေရာမှာပြစ်စီအစ်စ်တွေအတိတ်ပဲရှိရှိအစားထိုးလိုက်ခြင်းသာဖြစ်ပြီးသူ့ရဲ့ဒီလိုအပြုတ်အမှုတွေကိုလည်းဒီဒရော့ရဲ့တက်ရောက်မှုဒီဒရော့အထက် effect အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒီ drought effect ဆိုလိုရင်းကလက်ဝယ်ပိုင်ဆိုင်ထားတဲ့ငွေကြေးဥစ္စာပစ္စည်းအတစ်တွေရှိနေခြင်းဟာတခါတည်းအမှန်တကယ်လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူမိခြင်းနဲ့မလိုအပ်တဲ့ပစ္စည်းတွေကိုအတော်မတတ်နိုင်အပူဝယ်ယူမိခြင်းဖြစ်စေတယ်ဆိုတာကိုထောက်ပြလိုခြင်းဖြစ်ပါတယ်တင်းအနေနဲ့အထက်ပါအခြေအနေတွေကိုနေရာတတုံများများမှာတွေ့မြင်နိုင်ပါတယ်တင်းကရှိပြီးသားအဝတ်အစားတွေအပြင်နောက်ထပ်အဝတ်အစားတစ်စုံဝယ်ယူမယ်ဆိုပါကအဲ့ဒီအဝတ်အစားနဲ့လိုက်ဖက်တဲ့ ယူဖနက်အတစ်တရံကိုဝယ်ယူရအောင်မှဖြစ်တယ်လို့အမျိုးသမီးဖြစ်ပါကအဝတ်အစားတဲ့လိုက်ဖက်မဲ့နဇွဲကိုပါဝယ်ယူရဖို့ဖြစ်လာတတ်ပါတယ်ဒီလိုအပြုတ်အမူအလေးအထားဟာတင့်တွက်ငွေကြေးဥစ္စာပစ္စည်းတွေအလွယ်တကူဆုံးရှုံးနိုင်တဲ့အခြေအနေကိုပေါ်ပြအတိပိလျက်ရှိပါတယ်ဒါကြောင့်တင်ကဆိုဖာတစ်ခုဝယ်ယူတော့မှဆိုရင်တင့်အေကန်တစ်ခုလုံးရဲ့အခင်းအကျင်းကိုဥစွာပထမတည်ထားဖို့လိုပါတယ် လူအများစုအနေနဲ့အထက်ပါမကောင်းသောအလေးအထကိုအပြိုင်အဆိုင်လှုပ်တက်လေးရှိကြပါတယ်။တင်ကဘာကိုပဲလှုပ်ချင်သည်ဖြစ်စေတင်ဘာတွေကိုလက်ဆက်တက်ပြီးတယ်ဆိုတဲ့အပေါ်အခြေခံပြီးနောက်ထပ်ဘာတွေဆက်လုပ်မယ်ဆိုတာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။ရေချိုးကန်းကိုတွားတယ်ဆိုတာဟာလက်စေးဖို့နဲ့တင်လက်ကိုအချောက်ခံဖို့ဆိုတဲ့ဆက်ဆက်မှုရှိတဲ့အလုပ်တွေလုပ်ဖို့ဖြစ်နေပြီးတဆက်တည်းစဉ်းစားရမှာကတင်ရဲ့ညစ်ပေနေတဲ့မျက်နှာတုပ်ဘဝကိုရှော်ဖို့မဲ့အဝတ်တောင်းနေထဲ့ဖို့ဖြစ်ပါတယ်။ တင်ကရေချိုးခန်းထဲသို့ရောက်ပြီးလက်စေးယုံတင်မကအဝတ်လျှော်ဖို့စဉ်းစားမယ်ဆိုရင်စက်ပြာမုံလက်ကြံရှိမရှိစစ်ဆေးရမှာဖြစ်ပြီးကုံနေပါကဈေးဝယ်စည်ရင်တဲ့တခါနဲ့ထဲ့မှတ်ထားဖို့လိုပါလိမ့်မယ်ဒီတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ကိစ္စတွေကိုကြည့်ရင်ဘယ်အပြုအမူတွေမဆိုတစ်ခုနဲ့တစ်ခုဆက်ဆက်ဖြစ်ပေါ်တတ်ပြီးဒီကြားဖြစ်ပေါ်တတ်ခြင်းမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ပြီးအပြုအမူဆောင်ရွက်မှုတစ်ခုစီဟာနောက်ထပ်အပြုအမူဖြစ်ပေါ်စေဖို့ အစပြိုးပေးနိုင်စွမ်းရှိတဲ့သဘောကိုလည်းတခါလဲနားလည်ပါလိမ့်မယ်။တင်းအနေနဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်စဉ်းစားနေတဲ့အပြုအမူတွေကဘာကြောင့်အရေးပါတယ်လို့ထင်တယ်လဲ။တင်းကအလေးအထားတွေ့တယ်တိစောက်မယ်ဆိုရင်တစ်ခုနဲ့တစ်ခုဆက်ဆက်ပတ်သက်နေတဲ့အပြုအမူတွေကို အားသာချက်အဖြစ်အသုံးပြုနိုင်မှုလိုပါတယ်။အလေးအထားတစ်တစ်ခုတိစောက်ဖို့အကောင်းဆုံးသောနည်းလမ်းတွေကတစ်ခုကတော့တင်တရက်ချင်းစီအလိုက်ပြုမှုနေတဲ့လက်ရှိအလေးအထားတွေကိုခွဲခြားနိုင်ဖို့ ਨੇ အဲ့ဒီအလေးအထားဟောင်းတွေအပေါ်မှာအလေးအထားတစ်တွေစင့်တင်ပေးခြင်းပဲဖြစ်ပါတယ်။ထိုသို့ပြုလုပ်ခြင်းကိုအလွယ်အားဖြင့်အလေးအထားများအားစင့်တင်ခြင်းလို့ခေါ်ပါတယ်။အလေးအထားတွေတစ်ခုပေါ်တစ်ခုစင့်တင်ခြင်းဟာရည်မှန်းချက်ကိုပြီးပြည့်စုံစွာအကောင့်အထည်ပေါ်တဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ဒီတော့အသင်ရဲ့အလေးအထားတစ်ကိုတီးခြားအချိန်တီးခြားတည်နေရာတွေနဲ့ချိန်ဆက်မဲ့အစားအလေးအထားဟောင်းအပေါ်အလေးအထားတဲ့စစ်တင်သောနီလန်းကပို့ပြီးတော့ထိရောက်တယ်လို့ဆိုနိုင်ပါတယ်ဆက်လက်ပြီး fog ရဲ့အလေးအထများစင်တင်ခြင်း formula ကိုလေ့လာပေးပါအဓိကအချက်ကတော့တင်နေစဉ်ပြုမှုလောက်ကိုင်းနေကြအပြုအမူကောင်းတစ်ခုကိုအလိုဆန္ဒရှိတဲ့အပြုအမူဖြစ်ဖတ်တွေ့ထားနိုင်မှုပဲဖြစ်ပါတယ်တင်ကအလေးအထဟောင်းတစ်ခုအပေါ်အလေးအထတစ်ခုစင်တင်ရမှာအခြေခံကြတဲ့တိဆောက်မှုကိုကျွမ်းကျင်ပြီးဆိုတာနဲ့နောက်ထပ်အလားတူပုံစံများစွာကိုကောင်းမွန်စွာတိဆောက်နိုင်တော့မှာဖြစ်ပါတယ် အလေးအထတစ်ခုပေါ်အလေးအထစင့်တင်ခြင်းအလေးအထအဟောင်းတစ်ခုပေါ်အလေးအထအသစ်တစ်ခုစင့်တင်ခြင်းဖြင့်သင်ဟာအလေးအထတစ်ခုဇွဲမြဲစေဖို့အကောင်းဆုံးလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။အလေးအထအဟောင်းတစ်ခုပေါ်အလေးအထအသစ်တစ်ခုစင့်တင်ခြင်းဒီလဟာအလေးအထတစ်ခုစီကနောက်ထပ်အလေးအထတစ်ခုကအစပြုဖြစ်ပေါ်အောင်လှုပ်ဆောင်ပေးပါလိမ့်မယ်။ဒီ draw ရဲ့တက်ရောက်မှုဟာ ကောင်းသောအပြုအမူအလေးအထတွေကိုအောက်ပါအတိုင်းလေ့လာတွေးရှိရပါတယ်။အောက်ပါအလေးအထတစ်ခုပေါ်နောက်အလေးအထတစ်ခုစင့်တင်ခြင်းကိုနနက်ပိုင်းမှာတွေးရပါလိမ့်မယ်။ကျမကနနက်ပိုင်းကော်ဖီတစ်ခွက်ငှဲ့ပြီးတာနဲ့ကော်ဖီခွက်ငှဲ့ပြီးတဲ့နောက်စက္ကန့်60ကြာတရားထိုင်ပါမယ်။ကျမကစက္ကန့်60ကြာတရားထိုင်ပြီးတဲ့နောက်တဏိတာလောက်ရမယ်အလုတ်စရားကိုရေးဆွဲပါမယ်။ကျမကတဏိတာအလုတ်စင်စရားရေးဆွဲပြီးနောက် ပထမဆုံးလုပ်ရမယ့်လုပ်ငန်းတာဝန်ကိုချက်ချင်းစပြီးလုပ်ပါမယ်။အထပ်ပါဖော်ပြချက်များကိုလေးလာတဲ့အခါအလေးအထဟောင်းတစ်ခုအပေါ်အလေးအထအတိတ်တစ်ခုစင့်တင်ပြီးအလေးအထတစ်ခုကနောက်အလေးအထတစ်ခုဖြစ်ပေါ်ဖို့အစပြိုးပြီးတဲ့သဘောကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ညနေစာစားတာကိုလက်စတက်ပြီးနောက်ကျမရဲ့ပကံတွေအားလုံးကိုပကံစည်းဆက်ရှိရအောင်တခါလေးယူသွားပါမယ်။ကျမကပကံတွေသိမ်းဆည်းပြီးတဲ့နောက်မိဖို့ကြောင့်စပွဲကိုချက်ချင်းတုတ်တင်ရှင်းလင်းပါမယ်။ ိဘူးကြောင့်စပွဲကိုတုတ်တဲ့ရှင်းလင်းပြီးတာနဲ့မနှက်ဖြန်နနက်အထွတ်ကော်ဖီခွက်တွေကို အစင်သင့်ပြင်ထားရပါလိမ့်မယ်။တင်ပုံမှန်လှုပ်ယူလှုပ်စဉ်ကိစ္စတွေရဲ့အလယ်မှာတင်အပြုတ်အမူအစ်စ်တွေကိုထပ်မံထည့်သွင်းပေးနိုင်ပါသေးတယ်။ဥပမာတင်းရဲ့နေ့စဉ်နနက်တိုင်းပုံမှန်လှုပ်ယူလှုပ်စဉ်ကိစ္စတွေဖြစ်တဲ့အိယာကနိုးထခြင်းအဲ့ရတင်းချင်းရေချိုးချင်းတွေရဲ့အကြားမှာနောက်ထပ်အပြုတ်အမူအလေးအထားတစ်တက်ကူကိုထပ်မံထည့်သွင်းဖြစ်ဆွတ်နိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ ဒီတော့သင်္ကညပိုင်းမှာစာအုပ်တွေပို့ပြီးတော့ဖတ်တတ်တဲ့အလေးအကျင့်ရှိနေတယ်ဆိုပါကနောက်တနေ့နက်နက်ပုံမှန်လှုပ်ယူလှုပ်စဉ်ကိစ္စတွေအပြင်အလေးအထအသစ်တခုကြားဝင်လာမှာဖြစ်ပါတယ်ထို့ကနက်နက်ရောက်တာနဲ့သင်ရဲ့ပုံမှန်လှုပ်ယူလှုပ်စဉ်ကိစ္စတွေဟာအဲ့ရကနိုးထပြီးအဲ့ရတိန်ချင်းခေါင်းပေါ်၌စာအုပ်တွေတင်ချင်းရေချိုးခြင်းဆိုပြီးတော့ဖြစ်လာပါလိမ့်မယ်ထို့ကတင်ညစဉ်ညတိုင်းအဲ့ရပေါ်တက်တာနဲ့ ခေါင်းအုံပေါ်ရှိနေတဲ့စာအုပ်တွေကတစ်စိတ်ပျော်ရွှင်မှုကျေနပ်မှုရဖို့စောင့်ကြုံနေပါလိမ့်မယ်။အားလုံးကိုခြုံကြည့်မယ်ဆိုရင်အလေးအထားတစ်ခုအပေါ်နောက်အလေးအထားတစ်ခုစင့်တင်ခြင်းဟာတင့်အနာဂတ်အပြုအမူအလေးအထားတွေကိုရိုးရှင်းသောလမ်းညွန်ချက်တွေပေးပြီးထိမ့်သိမ်းထားနိုင်စေပါတယ်။ထိုအခါတင့်အနေနဲ့ဘလို့အပြုအမူအလေးအထားတွေကနောက်ထပ်ဘလို့တွေဖြစ်လာစေမဲဆိုတာကြိုတင်ရိပ်စားမိပါလိမ့်မယ်။အထက်ပါအတိုင်းကြီးကက်လေးကျင့်ခြင်းတွေကတက်တောက်တက်တာဖြစ်တယ်ဆိုရင် တင်ကဘဲအခြေအနေမျိုးမှမစိုးအလေးထအောင်တခုအပေါ်အလေးအထတစ်တခုစင့်တင်ခြင်းအားတင့်မြတ်စွာလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်တင်ကအထက်ပါမဟာဗျူဟာတွေကိုဘလောက်ပဲအသုံးပြုသည်ဖြစ်စေအောင်မြင်မှုရစေမဲ့အလေးအထတခုပေါ်အလေးအထတခုစင့်တင်ခြင်းကိုဖန်တီးပေးနိုင်မဲ့လှစ်ဝက်ချက်အားမဖြစ်မနေအသုံးပြုရမှာဖြစ်ပါတယ်တင့်အနေနဲ့နေစဉ်ပုံမှန်လှုပ်ရိုးလှုပ်စဉ်တွေအကြအလေးထတဲ့တခုခုကိုကြားသွင်း ဖြစ်စော့ပေးနိုင်ခြင်းကလည်းတင့်ကိုအလေးအထားကောင်းတွေတည်ဆောက်မှုမှာအကြီးအကျယ်ပြောင်းလဲမှုတွေဖြစ်စေပါတယ်။နေ့စဉ်နနက်တိုင်းပုံမှန်လှုပ်ရိုးလှုပ်စဉ်တွေထဲမှာတရားထိုင်တဲ့အလေးအကျင့်တစ်ခုကိုကြားသွင်းဖြစ်စွတ်မယ်ဆိုရင်တင့်ရဲ့ကလေးငယ်တွေကတင်တရားထိုင်တဲ့အခန်းထဲတို့ပြေးဝင်စော့ကစားနိုင်ခြင်းရှိမရှိကြိုတင်ချိန်ဆထားနိုင်ဖို့တော့လိုပါတယ်။အကယ်၍တင့်ရဲ့နေ့စဉ်အပြုအမူတိုင်းကို အလေးထားတောင်းတစ်ခုအဖြစ်ဆွဲမြဲစေလိုတယ်ဆိုရင်အလေးအထားကောင်းတစ်ခုက နောက်ထပ်အလေးအထအကောင်းတစ်ခုဖြစ်စေဖို့ကောင်းသောအလေးအထတစ်ခုပေါ့နောက်ထပ်ကောင်းသောအလေးအထတစ်ခုစင့်တင်ပေးရမှာဖြစ်ပါတယ်။နေ့စဉ်အလိုက်အလေးအထတစ်ခုအပေါ်နောက်ထပ်အလေးအထတစ်ခုစင့်တင်ခြင်းပုံစံအားစနစ်တကျအသုံးချလိုရဆိုရင်အလေးအထအမှတ်ပေးစရင်အဖြစ်မှန်ကန်စွာသတ်မှတ်နိုင်စေဖို့အောက်ပါအတိုင်းကောလံတစ်ခုခွဲပြီးရေးပေးပါ။ပထမကောလံ၌တင်နေ့စဉ်နံနက်မှညပိုင်းအိပ်ဆက်ခြင်းအထိတစ်နေ့တာလုံးရုပ်လုံစဉ်အလေးအထတွေကိုရေးသားရမှာဖြစ်ပါတယ်။ ဒုတိယကော်လန်၌တင်တဏိတာခြင်းအလိုက်ဖြစ်ပြကြုံတွေ့ရသမျှကိစ္စတွေကိုရေးသားရမှာဖြစ်ပါတယ်။အလေးအထားဟောင်းတစ်ခုကနောက်ထပ်အလေးအထားတစ်တခုဖြစ်လာစေဖို့အစပြုခြင်းဟာချက်ချင်းအရေးယူဆောင်ရွက်ရမယ့်အခြေအနေမှာရှိနေခဲ့ပါကအလေးအထားအကောင်တစ်ခုအပေါ်နောက်ထပ်အလေးထားတစ်တခုစင့်တင်တဲ့နီလန်းကအကောင်ဆုံးဖြစ်နေပါလိမ့်မယ်။လူအများစုအနေနဲ့တော့တိကျသေးချာမှုမရှိတဲ့နောက်ထပ်အလေးအထားတစ်ခုဖြစ်အောင် အစပြိုးပြီးတဲ့အလေးအထအတွေကိုသာရွေးချယ်မိတတ်ပါတယ်။စာရေးသူကျွန်တော်ကိုယ်တိုင်လည်းအထက်ပါအမားမျိုးကို မှားခဲ့မှုပါတယ်။ကျွန်တော်ကတိုက်ထိုးတဲ့အလေးအထကို စတင်လို့တဲ့အချိန်ကျွန်တော်ရဲ့အလေးအထတစ်ခုပေါ်နောက်အလေးအထတစ်ခုစင့်တင်တော့ပုံစံအရငါနှိမ့်လေစာစားဖို့တိုက်ထိုးတာကိုဖျက်လိုက်တော့မယ်ဆိုရင်ငါတိုက်စေကပဲထိုးရလိမ့်မယ်လို့ဆုံးဖြတ်ပါတယ်။ဆုံးဖြတ်ပါလိမ့်မယ်။ရုတ်တရက်ကြည့်မယ်ဆိုရင်ဒါဟာအကြောင်းအကျိုးညီတယ်လို့စိုးနိုင်ပါတယ်။ ဒါပေမဲ့မကြခင်မှာကျွန်တော်သဘောပေါက်လိုက်တာကကျွန်တော်ရဲ့အလေးအထားဟောင်းပထမပြုမှုတဲ့အလေးအထားကနောက်ထပ်အလေးအထားကောင်းဖြစ်ပေါ်ဖို့အစပြိုးပေးမပေးဆိုတာကမတိမကြဖြစ်နေခဲ့ပါတယ်။တကယ်တော့ကျွန်တော်ရဲ့ဒိုက်ထိုးတဲ့အလေးအကျင့်ကိုနေ့လယ်စာမစားခင်ပဲလုပ်ရမှာဖြစ်ပါတယ်။နေ့လယ်စာစားပြီးတဲ့နောက်ပိုင်းမှာဒိုက်ထိုးတာကမဖြစ်သင့်ပါဘူး။နောက်ထပ်သတိပြုရမယ့်အချက်ကတော့စာပူဖတ်တာအစာအစာကိုကောင်းစွာစားတောက်တာဆိုတဲ့အလေးအထားတွေဟာ ဘယ်လိုအချိန်မှာဘယ်လိုပြုတ်မှုရမယ်ဆိုတဲ့လမ်းညွန်ချက်တွေကိုအထောက်အကူမပြုတ်နိုင်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။တကယ်တော့အလေးအထားတစ်ခုပေါ်နောက်အလေးအထားတစ်ခုစိတ်တင်ခြင်းမှာတိကျရှင်းလင်းမှုတွေရှိနေဖို့လိုအပ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်တကားဖွင့်ပြီးတဲ့နောက်ကျမသွားတိုက်ပြီးတဲ့နောက်ကျွန်တော်စပွဲပေါ်မှာထိုင်ပြီးတဲ့နောက်ဆိုတဲ့အလေးအထားတွေအပေါ်စိတ်တင်မဲ့အလေးအထားတစ်ကဓာတ်ရိုက်ဆက်ဆက်တိကျရှင်းလင်းမှုရှိနေဖို့ဆိုလိုပါတယ်။ ဒါမှလားအလေးအထဟောင်းတစ်ခုအပေါ်စင့်တင်တဲ့နောက်ထပ်အလေးအထတစ်တစ်ခုဟာသူ့အပေါ်ထပ်မံစင့်တင်မဲ့အလေးအထတစ်တစ်ခုဖြစ်လာအောင်ဆက်ဆက်အစပြိုးနိုင်စွာရှိနေမှာဖြစ်ပါတယ်အပြုအမူပြောင်းလဲခြင်းနဲ့ဆိုင်တဲ့ပထမဥပဒေတအရာတိလွယ်မြင်လွယ်အောင်ဆောင်ရွက်ပေးဖို့လိုပါတယ်ရည်မှန်းချက်ကိုပြည့်ပြည့်စုံစွာအကောင့်ထဲပို့ခြင်းနဲ့အလေးအထအဟောင်းပေါ်အလေးအထတစ်တစ်ခုထပ်ဆင့်ခြင်းဆိုတဲ့မဟာဗျူဟာတွေဟာအလေးအထတစ်ခုအစပြိုးခြင်းပေါ် ိလွယ်မြင်လွယ်အောင်ဖန်တီးနိုင်မှု လက်တွေ့ကြတဲ့နည်းလမ်းဖြစ်ပါတယ်။ထို့ပြင်မကဘယ်အချိန်ဘယ်နေရာမှာအေးအေးယူဆောင်ရွက်မှုတွေလုပ်မယ်ဆိုတာအတွက်လည်းအစီအစဉ်ချနိုင်မှာဖြစ်ပါတယ်။အနှစ်ချုပ်ဖော်ပြချက်အပြုအမူပြောင်းလဲခြင်းနဲ့တက်ဆိုင်တဲ့ပထမဥပဒေတာဟာတိလွယ်မြင်လွယ်အောင်လှုပ်ဆောင်မှုဖြစ်ပါတယ်။အလေးအထားတစ်ခုကိုနောက်ထပ်အလေးအထားတစ်ခုဖြစ်စေဖို့အစပျိုးပေးနိုင်တဲ့အခြေအနေနဲ့ရဟာအချိန်နဲ့ဒီနေရာဖြစ်ပါတယ်။ ရည်မှန်းချက်ကိုပြီးပြည့်စုံအောင်အကောင့်ထဲပေါ်ခြင်းဆိုတဲ့ဖန်ဤနိုင်မှုတစ်ခုဟာတိကျတဲ့အချိန်တိကျတဲ့ဒီနေရာပါတဲ့အလေးအထားတစ်ခုကိုအသုံးပြုနိုင်စေတဲ့မဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်ရည်မှန်းချက်ကိုအကောင့်ထဲပေါ်တဲ့ formula ဟာ I will behavior at time in location ဖြစ်ပါတယ်အလေးအထားဟောင်းတစ်ခုအပေါ်အလေးထားတစ်ခုဆင့်တင်ခြင်းဟာလက်ရှိအလေးအထားအားနောက်ထပ်ဆင့်တင်လိုက်တော့အလေးအထားတစ်ခုနဲ့ အစုံလိုက်အဖြစ် တွဲဖက်ပေးနိုင်စေသောမဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်။အလေးအထားဟောင်းတစ်ခုအပေါ်နောက်ထပ်အလေးအထားသစ်တစ်ခုစင့်တင်စေတဲ့ formula ကတော့ after i လက်ရှိအလေးအထား i will အလေးအထားအသစ်ဘဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ atomic habit အသေးအဖွာအလေးအထားမှသည်အောင်မြင်မှုများစီတို့ပိုင်း6ဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ ဇုံးနေပေါ့ channel လေးကို subscribe လုပ်ပြီးတော့ nori ဘဲလေးနှိပ်ထားပေးဖို့မြစ်တာရက်ခံပါတယ်။အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ BN ရဲ့အသွေးသွေးမှလည်းကင်းဝေးပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။